ိမ်ဖြူရောလျှို့ဝှက်အခန်းများအတွင်း၌ဒါကတော့ American သမရရဲ့အိမ်ဖြူရောဖြစ်ပြီးတော့အပတ်စဉ်တိုင်းလူပေါင်း1000လောက်အဝင်ထွက်ရှိပါတယ်။ဒီအဆောက်အဦးကတော့အခက်ခဲပရိပခအခြေအနေတွေအတွက်ပါရည်ရွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။အိမ်ဖြူရောမှာတော့ကြီးမားတဲ့ပန်းချံတွေစင်ဝင်တွေရှိပါတယ်။အဆောက်အဦးအထက်မှာတော့အစိုးရအဖွဲ့အလုပ်လုပ်တဲ့ရုံးခန်းတွေတည်ရှိနေပါတယ်။ဒီပုံကွယ်နေတဲ့ကမ္ဘာကအရာအားလုံးပရိပခအခြေအနေတွေမှာဖြစ်နေခဲ့ရင်တော့ဆက်လက်လှုပ်လှုပ်နိုင်ဖို့ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။ 2000ခုနှစ်နှောင်းပိုင်းမှာအမေရိကန်နိုင်ငံဟာတိုက်ခိုက်ခံရမှုနဲ့ကြုံတွေ့ခဲ့ရပြီးတော့ဒုတိယသမ္မတဒစ်ချန်လေးကိုအင်ဖြူရောအောက်ဖက်လျှို့ဝှက်ပုံအောင်ရနေရာကိုခေါ်သွားခဲ့ပူပါတယ်။ဒီလျှို့ဝှက်ဘန်ကာတည်ရှိနေတာကို အမေရိကန်အများစုတောင်မသိကြပါဘူး။ဒီဘန်ကာကို Presidential Emergency Operation Center POC လို့ခေါ်ပြီးတော့သမ္မတတွေအတွက်လျှို့ဝှက်ပုံအောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။အင်ဖြူရောအနေနဲ့ယနေ့ခေတ်ထိတည်တံ့သွားတဲ့ဆက်ပြီးရှိနေနိုင်တာဟာအံ့ဩစရာတစ်ခုပါ။တင်တို့ယခုမြင်တွေ့နေရတဲ့အင်ဖြူရော White House ကို ဆောက်လုပ်ရေး engineer James Hoban ကဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။အစာဦးစတင်ဆောက်လုပ်စဉ်ကတော့လျှို့ဝှက်လမ်းတွေအခန်းတွေကိုထည့်သွင်းဆောက်လုပ်ခဲ့တာမရှိပါဘူး။1814ခုနှစ်မှာတော့ British တွေကအိမ်ဖြူတော်ကိုမီးတင်ရှို့ခဲ့ကြပါတယ်။နှစ်တရာကျော်ကြာကြာပလဲစိတ်ကန်ဘုံကျဲတိုက်ခိုက်ခံရမှုအပြီးမှာတော့ US ထောက်လန်းရေးဌာနကအတိတ်တခုဝင်လာခဲ့ပါတယ်။ဒါကတော့အိမ်ဖြူတော်ကိုဆောက်လုပ်ထားတဲ့ပျော်ပြောင်းတဲ့သဲကြောက်တွေဟာခင်မီဘုံကျဲခံရမှုကိုခံနိုင်မယ်မဟုတ်ဘူးဆိုတာပါပဲ။ ိုဆိုးတာကသမရအတွက်လုံခြုံရေးအာမခံချက်ကိုမပေးနိုင်ပါဘူး။အင်ဖြူရောမှာဘုံခိုခြင်းတွေလျှို့ဝှက်လန်းတွေရှိမနေပါဘူး။အင်ဖြူရောကိုအဆင့်မြင့်တင်နိုင်ဖို့လိုအပ်နေပါပြီ။ဒီအတွက်1942ခုနှစ်မပြီးသေးခင်မှာပဲစောက်လို့ရေး project နှစ်ခုကိုစတင်ခဲ့ပါတယ်။ပထမတစ်ခုကတော့နောင်နှစ်60မှာ Dick Chaney ဝင်ပုံးမဲ့ဘန်ကာဖြစ်ပါတယ်။ဒီဘန်ကာနဲ့မနီးမွေးမှာတော့ PEOC ရှိနေပါတယ်။အစာပိုင်းမှာတော့ဘန်ကာဟာပေ40ပက်လေတာရှိတဲ့အခန်းချင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။ ါပေမဲ့ဘန်ကာရဲမှာလိုအပ်တာမှန်သမျှရှိနေပါတယ်။ဆေးဘက်ဆိုင်ရာအခန်းရက်ပေါင်းများစွာတာရှည်ခံနိုင်စေမယ့်အစားအစာနဲ့ရေတူလောင်ကန်းတီးကြားတည်ရှိနေတဲ့ဒီဇယ်စွမ်းအင်သုံးမီးစက်ခန်းစတာတွေပါဝင်ပြီးတော့ဒီအခန်းတွေကိုခုနှစ်ပေထူတဲ့ကွန်ကရစ်နယံနဲ့ကာယံထားပါတယ်။တမရရူးစ်ဘက်ကဒီပုံစံတွေကိုသဘောမကျခဲ့ပါဘူး။သူကဒီဇယ်စီဇက်တွေထကထွက်လာတဲ့အငွေ့တွေနဲ့မီးခိုးတွေကိုထောက်ပြခဲ့ပါတယ်။အင်ဖြူရာဟာနှစ်ပေါင်း150တိုင်အောင်ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ အချိန်ရတိုက်စားမှုကြောင့်အင်ဖြူရိုဟာပျက်စီးယိုယွင်းလာခဲ့ပါပြီဒီအတွက်အင်ဖြူရိုတစ်ခုလုံးကိုအပြည့်အဝမွမ်းမံပြင်ဆင်ဖို့လိုအပ်နေပါပြီတမရာဟာရီထရူမန်ရဲ့ဒုတိယအကြိမ်တမရာတပ်တန်းမှာတော့ဘန်ဂါကိုအဆင့်မြင့်တင်ပြီးတော့ခင်မီဘန်ဂါတစ်ခုဖြစ်လာအောင်ပြုပြင်ခဲ့ပါတယ်ဒီအတွက်ဘန်ဂါဟာ PEOC အသစ်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုကတော့2018ခုနှစ်မှာမြောက်ဘက်ဗန်းကျန်နေရာတစ်ခုမြေပြိုမှုဖြစ်ပွားခဲ့ပါတယ်ဒီမြေပြိုမှုကပေတရာအနက်မှာရှိနေတဲ့ရေဒီယိုတတ်တိကြွကာကွယ်နိုင်တဲ့ပေတရာအနက်မှာရှိနေတဲ့ မြေအောက်ဘဏ်ကကွန်ကရစ်မျက်နှာပြင်အထိတောက်သွားခဲ့ပါတယ်။ POC ပြုလုပ်ဖို့အကြံကိုတော့စေအေးကာလအတွင်းကရရှိခဲ့တာဖြစ်ပါတယ်။စေအေးကာလအတွင်းတမရကိုနျူကလ িয়ার တိုက်ခိုက်မှုဒဏ်ကနေလွတ်မြောက်စေဖို့အတွက်တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ယခုလက်ရှိမှာတော့ဘဏ်ကဘလောက်ကြီးတယ်ကွန်ကရစ်ဘလောက်ထူတယ်ဆိုတာကိုကျွန်တော်တို့မသိနိုင်တော့ပါဘူး။ဒါပေမဲ့ Dick Cheney ရောက်နေခဲ့တဲ့နှုန်းကရိုက်ထားတဲ့ဓာတ်ပုံတွေအရလူ16ရောက်ချောင်းချောင်းချီချီတာဝန်ထမ်းဆောင်နိုင်အောင်ကျယ်ဝန်းတဲ့အခန်းတစ်ခုဖြစ်နေတယ်ဆိုတာမြင်ရပါတယ်။ယခင်တမရကရဟောင်း Laura Bush က ဒီအခန်းအကြောင်းကိုအ ਨੇ ချင်းပြောပြခဲ့ပူပါရယ်။သူမရဲ့အဆိုအရ2010ခုနှစ်တုန်းကသူမအဲ့ဒီအခန်းလေးကိုရောက်ခဲ့ပူတယ်လို့ဆိုပါရယ်။ဒကားတွေဟာကြီးမားလေးလံတဲ့တန်မဏိဒကားကြီးတွေဖြစ်ကြပြီးတော့လေလုံတဲ့စနစ်တွေပါဝင်တယ်လို့ဆိုပါရယ်။အခန်းတွင်းမှာလည်း TV တွေဆက်သွယ်ရေးစနစ်ပိုင်းဆိုင်ရာကိရိယာတွေအများကြီးရှိနေတယ်လို့ဆိုပါရယ်။ဒီအခန်းကသမရနေအခန်းတစ်ခုထက်စေခေဘန်ကာတလုံးနဲ့ပိုတူတယ်လို့လည်းသူမကဆိုပါရယ်။ကျမ်းမြေပေါ်မှာဟောင်းနှဲနေတဲ့ကြမ်းခင်းကြောက်ပြားတွေခင်းထားတယ်။ ပြီးတော့ရေပိုက်တွေနဲ့1940ခုနှစ်တွေကတည်းကမထိတွေ့ထားတဲ့ပုံစံရှိတဲ့ကဒင်ဟောင်းတစ်ခုလည်းရှိနေတယ်လို့ဆိုပါရယ်။လျှို့ဝှက်ခန်းက DPOC တစ်ခုလည်းရှိနေတာတော့မဟုတ်ပါဘူး။ပေရပေါင်းအနည်းငယ်กว่าမှာနောက်ထပ်လျှို့ဝှက်ချက်တစ်ခုရှိနေပါသေးတယ်။ဒါကတော့ US Treasury Building လို့ခေါ်တဲ့ America တိုက်ရေဒနာထားသူတွေအဆောက်အဦဖြစ်ပါတယ်။ဒါကခံတက်ကြီးတစ်ခုနဲ့ဆင်တူပါတယ်။ဒီအဆောက်အဦကိုတော့1836ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီးတော့ foundation တွေကိုမာကျောတဲ့ granite တွေနဲ့ဆောက်လုပ်ထားပါတယ်။ဒီအဆောက်အဦဟာလုံခြုံလွန်းတဲ့အတွက်အရေးပေါ်နားခူရာအဆောက်အဦတစ်ခုဖြစ်အသုံးပြုနိုင်ပါတယ်။1862ခုနှစ် American Imperial ကာလမှာဗိုလ်ချုပ် Winfield Scott ဟာဒီအဆောက်အဦကိုခံတပ်တစ်ခုဖြစ်အသုံးချဖို့စိတ်ကူးခဲ့မှုပါတယ်။ဒါ့အပြင်သူကသမရလင်ကုန်းမှာဒီအဆောက်အဦရဲ့ပြောင်းရွှေ့အလုပ်လုပ်နိုင်ဖို့ကိုစဉ်းစားခဲ့ပါသေးတယ်။ Treasury အဆောက်အဦက Imperial အရှိတ်ဘက်နဲ့နှီးစပ်ပါတယ်။ဆက်သွယ်ထားတဲ့လှိုင်ကောင်းကတော့960ဒီဘီလောက်နီးနီးရှိမယ်လို့ခန့်မှန်းရပါတယ်။ ဒီလှိုင်ကောင်းတဲ့အဆောက်အုံကိုခိုင်မာတဲ့ကွန်ကရစ်နဲ့တိဆောက်ထားပြီးတော့ဆိုဗီယက်ခေခုခံကာကွယ်ရေးအစီအရင်တွေကိုထည့်သွင်းတိဆောက်ထားပါတယ်။ဒီနေရာတွေကိုတော့ခွင့်ပြုချက်မပါဘဲတွားရောက်လည်ပတ်ခွင့်မရနိုင်ပါဘူး။အင်ဖြူရော်ရဲ့တခြားတစ်ဖက်မှာလည်းနောက်ထပ်လျှို့ဝှက်လန်းတစ်ခုရှိနေပါသေးတယ်။ဒီနေရာကတော့နိုင်ငံရေးကိစ္စတွေကိုကင်တွယ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဘန်ကာနဲ့လှိုင်ကောင်းဟာအင်ဖြူရော်အရှိတ်မှာရှိပါတယ်။ဒါပေမဲ့အင်ဖြူရော်ကကြီးမားလွန်းတော့တမရအနေနဲ့အင်ဖြူရော်အနောက်မှာလည်းအချိန်ကုန်ဆုံးလေးရှိကြပါတယ်။ ်တမရကသာအနောက်ပိုင်းမှာရောက်နေတဲ့အချိန်အရေးပေါ်တစုံတစ်ခုဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲဒီအချက်ကိုထောက်လန်းရေးဌာနကတမရရီဂန်လက်ထက်မှာစဉ်းစားခဲ့ကြပါတယ်ဒီအတွက်အခုလက်ရှိမှာတော့တမရဘဲဥပုံရုံကန်ကနေအနောက်ဘက်ကိုလျှို့ဝှက်လန်းတစ်ခုရှိနေပြီလို့ဆိုပါတယ်ဝင်ပေါက်ကတော့ဘဲဥပုံရုံကန်ဘေးကအနားယူအခန်းရဲ့နေရာမှာလျှို့ဝှက်တည်ရှိနေပါတယ်အဲ့ဒီမှာကြောင်လင်းလှေကားတစ်ခုရှိနေတယ်လို့ဆိုပါတယ် ထွက်ပေါက်နှစ်ခုရှိပြီးတော့တစ်ခုကတူလောင်ခန်းကဗီဒီယိုတစ်ခုနဲ့ချိတ်ဆက်ထားပါဗျ။နောက်ထွက်ပေါက်တစ်ခုကတော့အင်ဖြူရောအနောက်ပိုင်းမှာရှိတဲ့ရုံးခန်းတစ်ခုနဲ့ချိတ်ဆက်ထားပါဗျ။အဲ့ဒီရုံးခန်းကတစ်ချိန်ကတော့စပင်ညှက်တဲ့နေရာဖြစ်ခဲ့ပူပါဗျ။ဒီလျှို့ဝက်လမ်းကြောင်းကတော့နျူကလ িয়ার လက်နက်တင်းဆောင်ဖို့အတွက်မဟုတ်ဘဲတမရရီဂန်အတွက်တီးတန့်ဆောက်လုပ်ပေးခဲ့တာဖြစ်ပါဗျ။ဒါပေမဲ့အနောက်ဘက်ပိုင်းတွေမှာနောက်ထပ်လျှို့ဝက်ချက်တွေရှိနေပါသေးတယ်။2009ခုနှစ်မှာအဖြူရောင်အဆောက်အဦတစ်ခုအနောက်ဘက်ပိုင်းမှာရုတ်တရက်ပေါ်ထွက်လာခဲ့ပါဗျ။ သုံးနှစ်နေပြီးတော့စမ်းကြဲတဲ့ခြံစည်းရိုးတွေကိုတွေ့ရပါတယ်။သတင်းတောက်တွေကတော့ဒီဖြစ်ကို White House Big Dick လို့ခေါ်ကြပါတယ်။အိုဘားမားအစိုးရကတော့ဒီအဆောက်အဦဟာလိုအပ်တဲ့အခြေခံအဆောက်အဦတစ်ခုသာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့2022ခုနှစ်မှာတော့အဆောက်အဦရောခြံစည်းရိုးတွေပါပျောက်ကွယ်သွားခဲ့ပါတယ်။ဒီ project ကဘာအတွက်လဲဆိုတာဘယ်သူမှမသိကြပါဘူး။ယူဆချက်တွေအရကတော့ဒီစာအုပ်ဟာယာယီ data တူလောင်ထိမ့်သိမ့်တဲ့အစာအုပ်ဖြစ်မယ်လို့ယူဆကြပါဗျ။နောက်ပိုင်းမှာတော့ဒီစာအုပ်ကိုမြေအောက်ကိုရွှေ့ခဲ့တယ်လို့လူတွေကယူဆကြပါဗျ။ သိရတာတခုကတော့ဒီအစာအုပ်ကိုထိမ့်သိမ့်ဖို့သက်ဆိုင်ရာဝန်ထမ်းရှိနေတယ်ဆိုတဲ့အချက်ပါပဲအိမ်ပြေတော်မှာတိဆောက်ထားတဲ့လျှို့ဝှက်အစာအုပ်တွေအားလုံးကတော့အရေးကြီးအစာအုပ်တွေမဟုတ်ကြပါဘူးတမရထရမ်တိုင်ခင်ကတမရတွေဟာအချိုကျိုက်သူတွေများခဲ့တဲ့အတွက်ချောကလက်အယောင်တိုင်းတစ်ခုတောင်အိမ်ပြေတော်ထဲမှာရှိတယ်လို့ဆိုကြပါတယ်ပြီးတော့တမရအတွက်တမကဧည့်သည်တွေအတွက်ပါအစားအသောက်တွေပြည့်လို့ပြည့်တဲ့တီးတန့်ပြီးဖို့ကြောင့်လည်းရှိနေပါသေးတယ်။အိမ်ဖြူတော်ကအရာအလုံးဟာအစိုးရကိုကိုးစားပြုနေပါတယ်။ အစားအသောက်တွေဟာလည်းနိုင်ငံရေးညှိနှိုင်းမှုတွေမှာမရှိမဖြစ်အရေးပါကြပါတယ်၂008ခုနှစ်အဲလစ်ဘတ်ဘီယမာကြီးအိမ်ဖြူတော်ကိုလာလေတဲ့အချိန်မှာအချို့ဝဲပြင်စင်သူဝန်ထမ်းတွေဟာ6လအချိန်ယူပြီးတော့ဘီယမာကြီးတုံဆောင်မှုအတွက်အချို့ဝဲတွေကိုစီတင်ခဲ့ကြပါတယ်တခြားအမေရိကန်နိုင်ငံရဲ့မဟာမိတ်တွေလာလေတဲ့အချိန်မှာလည်းအိမ်ဖြူတော်ကအလားတူပဲပြုမှုတက်ပါတယ်လွန်ခဲ့တဲ့နှစ်20တုန်းကဆိုဗီယက်ဝင်ကြီးချုပ်ဂေါ်ဖာချော့အိမ်ဖြူတော်ကိုအလဲလာပူပါရယ်။လာရောက်ရတဲ့ရွေချက်ကတော့နောက်ဆုံးအဆင့်နျူကလ িয়ার သဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့အတွက်ဖြစ်ပါရယ်။ ဒီအချိန်မှာတော့အင်ဂျီရော့စ်ဖူမှုက Golfer Chalk ကိုကရင်မလင်နန်းတော်မှာပဲရနိုင်တဲ့ပြားရည်ဗနီလာရေခဲမှုနဲ့တီခင်းအဲ့ခံခဲ့ပါတယ်။တမရရီဂန်နဲ့ Golfer Chalk တို့ဆက်ဆံရေးအဆင်ပြေခဲ့ပြီးတော့နျူကလ িয়ার သဘောတူညီချက်ဟာ2019ခုနှစ်အထိအသက်ဝင်ခဲ့ပါတယ်။အချို့ကြိုက်တဲ့တာဝန်ရှိသူတွေကိုဆွဲဆောင်နိုင်မှုနဲ့လိုအပ်တဲ့အခြေခံအဆောက်အဦရှိနေဖို့ကနိုင်ငံရေးမှာအရေးကြီးပါတယ်။အင်ဂျီရော့ကချောကလက်ရောင်းဆိုင်တွေကအချိန်တိုင်းအလုပ်များနေတာတော့မဟုတ်ပေမဲ့ Easter ပွဲတော်လိုအချိန်မျိုးမှာတော့အလုပ်ရမ်းများပါတယ်။ တချင်ကအင်ဂျီရောမီဘိုကြောင့်ဟာအီစတာပွဲတော်ကိုပြည်သူတွေအတွက်ပြုလုပ်ပေးခဲ့မှုပါတယ်။သမရရဲ့မြေးတွေပါဝင်လူပေါင်း၄သိန်းလောက်ဒီပွဲတော်ကိုတက်ရောက်ခဲ့ကြပါတယ်။အင်ဂျီရောမှာသမရမိသားစုနဲ့လူမြင့်ကွင်းကနေအလင်းမြန်ပုန်းရှောင်နိုင်မဲ့နေရာတွေလည်းရှိနေပါသေးတယ်။မူလတည်ဆောက်ခဲ့တဲ့ဘီတူကာကသာယနေ့ခေအင်ဂျီရောမြင့်ကွင်းကိုမြင်တွေ့ရရင်အံ့ဩသွားမှသိကြပါတယ်။သမရဝီလီယံဟောင်းဝတ်တက်ဖ်လက်ထက်ကဆိုရင်အဲကွန်းနေမရှိသေးပါဘူး။ဒီအတွက်ပူပြင်းတဲ့နေရာထဲမှာအိတ်မဲ့စား ဝရန်ဒါမှာသူ့မိသားစုနဲ့အတူထွက်အိတ်ခဲ့ရပါတယ်။ဒီလိုအခြေအနေတွေကအခုခေတ်မှာတော့ပြောင်းလဲသွားခဲ့ပါပြီ။သူထွက်အိတ်ခဲ့တဲ့ဝရန်ဒါနေရာကိုတမရကောလိပ်လက်ထက်မှာအခိုင်အမာအဆောက်အဦအဖြစ်တည်ဆောက်ခဲ့ပါတယ်။ပြီးတော့ဒီအခန်းတွင်းမှာတော့စာရေးစပွဲတွေတခြားပရိတခြားပရိဘောဂါတွေပါရှိနေခဲ့ပါပြီ။တမရရူးစ်ဘဲရဲ့မြေတွေကအဲ့ဒီအခန်းထဲမှာနေခဲ့ပူပါတယ်။တမရအိုက်ဆင်ဟောင်းဝါရဲ့သားတွေလည်းအဲ့ဒီအခန်းထဲမှာဆော့ကစားပူပါတယ်။အိမ်ဖြူတော် ဖြစ်တဲ့အတွက်အခန်းတွေလျှို့ဝှက်လန်းတွေဟာပြောင်းလဲနေပါတယ်။အိမ်ဖြူတော်ကိုလူတွေပြည်သူတွေက သူတို့မဲပေးရွေးချယ်လိုက်တဲ့လူမှုခေါင်းဆောင်သမရနေထိုင်ရာထိမ့်သိမ့်သိမ့်နဲ့နိုင်ငံရတနာအိမ်တော်တစ်ခုအဖြစ်ရှုမြင်ကြပါတယ်။ဒါကြောင့်လေမူလပိတုကာဟာအိမ်ပြူတော်မှာလျှို့ဝှက်လန်းတွေထည့်သွင်းတိဆောက်ခဲ့တာဖြစ်ပါတယ်။ယနေ့ချိန်ထိနှစ်တိုင်းလဲလူပေါင်းများစွာဟာအိမ်ပြူတော်ကိုတွားရောက်လည်ပတ်နေကြဆဲပါပဲ။သူတို့ရဲ့ခြေထောက်အောက်မှာတော့ထူးခြားဆန်းကျယ်တဲ့တိဆောက်မှုတွေနဲ့လျှို့ဝှက်လန်းတွေလျှို့ဝှက်ခန်းတွေရှိနေခဲ့ပါတယ်။အဆုံးထက်အဆုံးထိကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။